့အမြောက်ပဲဒါကုတုပေးတာနော်ဒါဘဘဟောတဲ့လေးနဲ့တိရောတဲ့အမြောက်ဝင်နေချိန်မှာလည်းဒီဟာလေးနည်းနည်းပါတယ်အခုလည်းပြောလဲစားနဲ့မတူပါဘူးဆိုပြီးတော့ဘဘဒါကိုချင်းစာလို့တနာလို့စိတ်မကောင်းလို့ပြောပြတာနီးတယ်နော်ဒါဖျားပေးတဲ့နီးပဲနော်အကောင်းဆုံးနီးတွေပဲအဘေးလေးစားချီသွားနေလဲလူကြီးရောက်မှာမဟုတ်ဘူးဟုတ်ပြီနော်အဲ့ဒါဘောတော့ဒါပရိစတ်တဲ့တော့ယူမယ်ဒါကွန်မြူနီဆာဘာလေးနည်းနည်းကြောမယ်တောင်းမယ်မယ်ကြည်မယ်ကိုဒုက္ခပေးတဲ့သူတွေကိုကိုစားကုတူပြုပေးအမြောက်ဝေးပေးကိုညင်စောစောတဲ့သူတွေကိုလည်း ဒါကုသိုလ်ပြုပေးအမြဝေပေးနော်ဘုန်းကြီးကျောင်းတွေရေးတာတဲ့ဆန္ဒတဲ့ဒီမှာတန်ရှင်ကုသိုလ်တွေပြုကိုပြုတဲ့ကိုပြုတဲ့ကုသိုလ်တွေနဲ့တစ္ဆာဆိုးပြီးတော့ကံမကောင်းရင်ကံအောင်မြင့်ရမှာကံမြင့်အောင်ဆိုပြီးဒါဂန်းကောင်ညွန့်နေသွားလုံးမနေနဲ့မဆိုင်ဘူးအဲ့ဂန်းကောင်ညွန့်ကကိုယ်ကံမကောင်းစေဘူးစိတ်ကောင်းစေနေတာကောကံဆိုတာအလုတ်ကိုပြောတာအဲ့ဂန်းကောင်ပင်ဂန်းကောင်ညွန့်ကိုပြောတာမဟုတ်ဘူးနော်ကံကောင်းခြင်းစိတ်ကောင်းစေနေတာကောပို့ထားနော်တရားကိုပို့အားထုတ် ဘိုးတို့ဒါဘုန်းစင်တရားတွေဒါတကယ်လက်တွေ့အားထုတ်တာဆိုတော့အဲ့လိုအများကြီးကြုံမှုတွေယောဂီတွေတရားထုတ်နေနဲ့အော့အန်ပြီးတော့လေဝမ်းနေရှောအမဒီမကောင်းတဲ့အပင်းတွေပါလို့နော်တရားရဲ့အားထုတ်နေဒီတရားရဲ့အစွမ်းကလည်းယောဂကင်းစေတယ်မကောင်းတဲ့အမောက်ပြောကတွေကတောက်ွယ်စေတယ်ဟုတ်ပြီလားဒါကတော့အကောင်းဆုံးနည်းပဲကိုကစိတ်ကောင်းစေနာကောင်းမထားဘူးတချို့ကဟာဒီပြတော့စိတ်ထားကောင်းနေဆိုပြီးအပြောကမကောင်းတဲ့သူတွေမရှိဘူးလားရှိပါတယ်အပြောကျမ်းတယ်စိတ်ထားကောင်းပြီးအပြောကျမ်းတဲ့သူတွေဒါလည်းအပြစ်ပဲစိတ်ထားလည်းကောင်း နံပါတ်၁စိတ်ထားကောင်းဖို့လိုရတယ်အပြောလဲချိုတာဖို့လိုရတယ်ပီယဝါစာချစ်ဖွယ်တော်စကားချွဲပြီးပြောဖို့စကားမဟုတ်နော်ချိုလုံးတဲ့စကားပြောဖို့မဟုတ်တကယ်နော်သူများတွေရံမများစေတဲ့စကားပေါ့ရံစကားရေမပြောတချို့ကငါစိတ်ထားကောင်းတယ်ဆိုပြီးတော့နေရောစကားပြောရင်လည်းကောင်းကောင်းပြောတချို့ကလည်းကိုယ့်ရဲ့အပြောမတက်လို့ကိုယ့်ကိုအမြင်ကက်ပြီးလှောက်တာလည်းရှိတယ်အောက်လန်းနဲ့နော်အဲ့ဒါဆိုကိုယ့်ကစကားပြောတာအဲ့ဒါဆိုရံမများနဲ့ကိုယ်မကြိုက်ရင်မပတ်သက်နဲ့တောက်ပြီးအပြစ်ပြောမနေနဲ့ 那特价嘞，一点便宜，多一点便宜，多标了。哎哟，标个还多贵，没在一路路。那我们上路，先名了，报名了，好标了。那那个上，那个上，哥啊，一点难受，哥没在意了。哎，只不过我们家屋多不是个土木标，哥哥没在意，没办得了。一点难受，微微响。哥啊，第六标，第六啊，哥标了，得三五，后我摇了，得差五百多。那你不就慢慢标来了嘛？来，再加点补标嘛。那，哎，老家路里啊哩，二十多。 ကိုကိုမပြောတဲ့စကားတော့လောက်ကြံပြီးပြောရင်ပြောနေမှာဂုံတိုက်တဲ့သူတွေကလည်းများတယ်အဲ့ဒီတော့အဲ့ဓာတွေကလည်းရံများစီတယ်စကားပြောတာစင်ကြင်မှာနှုတ်ကိုလေစိတ်ထားကောင်းဖို့နံမတဲ့အရေးကြီးရနံမတဲ့ကလည်းစကားပြောတာလည်းကောင်းပါစေမှန်တာပဲဆိုစွတ်စွတ်မပြောနဲ့မှန်တယ်မပြောတင်တာလည်းအများကြီးရှိတယ်ထုတ်ပြီလားဟောလို့တခါကြီးတယောက်ရှိတယ်တဲ့နော်အော်လို့တင်ငယ်စားဆရာတော်တို့လက်ထက်ကပေါ့ခက်ကအေးအဲ့ဒီအဲ့ဒီတခါကြီးကမဟုတ်မကန်အဲ့လိုမဟုတ်မကန်အဲ့သူများကိုလည်း ူကစကားပြောရင်မှန်တာပဲဆိုမှန်တာပြောတစ္ဆာကွာအဲသူကအကုန်ပြောတာနော်ပြောတယ်မပြောသေးတယ်လည်းကြည့်မနေဘူးအာမှန်တာပြောတစ္ဆာအဲသူကပြောလဲသူကအဲ့ဒါနဲ့ကန်ကန်ပေါ့လို့သူ့ကိုဟိုကဖျားဖျားဟောနေပဲအညီပဲပြောနေသူလိုလိုမှန်တာပြောတစ္ဆာမှန်တာပြောတစ္ဆာမှန်တယ်ကွာမှန်တဲ့အတိုင်းပြောတာကွာသူကအဲ့လိုပြောတယ်ပြောတော့အဲ့ဟာအဲ့ဒီဟိုလိုတင်ကစားဆရာတော်ကြီးရောက်လာတယ်နော်ဆရာတော်ကြီးရောက်လာအာဆရာတော်ပြားတပည့်တော်ရံများတယ်တပည့်တော်လူတယောက်မကြိုက်တော့ဘူးဒါကြီးကဘာပြောဟာတပည့်တော်မှန်တာတွေပြောတတ်လုံးလို့ နော်မှန်တာပြောတာကောင်းတာ哦ဗျာတဲ့မှန်တာပြောတစ္ဆာလေးဗျာတဲ့ဒါပေမဲ့လူတွေကမကြိုက်ကြဘူးတဲ့အဲ့နဲ့ဆရာတို့ကတခါကြီးမှန်တိုင်းမကောင်းဘူးလေတဲ့မှန်တိုင်းမပြောတင်တာရှိဟာမဟုတ်ဘူးမှန်တာပြောတစ္ဆာ तू ကနောက်တော့တော့ဖုန်းကြီးကိုလည်း तू ကမရအောင်အဲ့နဲ့ခိုးဆရာတို့ကလည်းသူ့ထက်တော့ကတ်တယ်ဆရာတို့အဲ့နဲ့ဒါကြီးမှန်တာပြောတစ္ဆာမှန်တာသူများကမှန်တာပြောတာပဲဆိုတော့အဲ့ဆိုရင်လည်းနော်ဖိုးလည်းအိတ်ဆရာတို့ပြောတဲ့အတိုင်းပြန်ပြောမှာပါဇက်ကပြောတော့မထွက်ဘူးဒါပေမဲ့လည်းပြောလိုက်မယ်ဆရာတို့ကအဲ့ဆိုရင်လည်းတခါကြီးတဲ့ခင်ဗျား ်ခင်ဗျားဒါမစင်စားလာတဲ့မင်းမင်းချီးစားလာတဲ့ဆက်ပြောရယ်စရိယလို့ပြောဟာမစားဘူးတဲ့အေးဟုတ်ပြီအမလူတွေကလာကြဒီတကာကြီးကချီးမစားဘူးတဲ့လူတွေလိုက်ပြောဆရာတော်ကဒီတကာကြီးကချီးမစားဘူးတဲ့အဲ့မစင်မစားဘူးချီးမစားဘူးပြောတာအဲ့ကြတော့အဲ့တရရှက်တာဟာဖုံးရတယ်ဟမုံငါငါလက်မှတ်တာပြောတစ္ဆာတွေပါမင်းချီးမစားတဲ့အကြောင်းကလူတွေလက်ရှင်းပြနေတာတဲ့ နော်မင်းချင်းမစားလို့လူတွေကငါလိုက်ရှင်းပြနေတာတော့အဲ့လိုတော့မရှင်းနဲ့လေဗျာတဲ့ဒီပြောမစားတာအဲကြတော့မင်းနဲ့မင်းပြောတော့မှန်တာပြောတစ္ဆာဆိုတော့အဟုတ်ပါဒီတော့မှားပါရှင်းအရှော့ပေးပါလေတဲ့နော်မပြောတော့ဘူးတဲ့ဟုတ်မလားအဲ့လိုရှိရင်မှန်တယ်ဆိုရင်ဒါကမဆိုင်ဘူးလေမပြောပါဘူးလေပြောတယ်မပြောနေတာရှိရလေဆရာတော်ကသူ့ကိုစောမလို့မျှတော့ရွတ်ပေးလိုက်တာအဲ့လိုရှိရင်မှန်တိုင်းမပြောတယ်ပြောရင်တော့မှတတ်နိုင်ဆိုပြရဝါစားတဲ့ချစ်ဖွယ်တော်စကားရံမများတဲ့စကားပြောဟုတ်ပြီလားရံစကားတွေမပြောနဲ့နော် ိုမကြိုက်ရင်တော့တက်နိုင်ဆုံးဗစက်ကမထွက်မိအောင်နေစိတ်သေးပဲထားကိုမကြိုက်တဲ့ကြောင့်သူများကိုလည်းတော့မပြောမိစေအဲ့ပြောတဲ့သူကကိုနဲ့တဲ့နေတော့တော့ဟုတ်နောက်ကြကိုမတဲ့တော့ပို့ပြောကြံနေပို့များအဲ့တချို့အောက်လမ်းနဲ့တိုက်တာအဲ့ဒါကြီးလည်းပါတယ်ပြီးတော့ပြီးတော့တချို့ကြလည်းကိုမှတထောင်ဖို့ရှိကိုမှတသိန်းဖို့လောက်ကြွားကျင်တာထောင်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 တွားလို့သူများမျက်တောင်းဝေးစုငကိုရီကမနာလို့စိတ်များတဲ့လူမျိုးဆိုတော့မနာလို့ပြီးပြီးတိုက်တာလည်းရှိအမြင်ကက်လို့တက်တက်ကိုနှောက်ရက်တာလည်းရှိကြဗျာဟုတ်ပြီနော်ဒါလေးတွေလည်းကိုမူရနှုတ်မူရလည်းစင်ချင်း ဖျားတရားပို့လို့စစ်ကောင်းစင်နာကောင်းပို့တော့ဖုံဖုံပေးတဲ့နီးနဲ့ဆောင်ရွက်မကြခင်ပြောက်လိမ့်မယ်ဒီအောက်လဲပညာရက်တွေဖျားတရားမသိတဲ့သူတွေဆိုရင်တော့ဒီအောက်လဲပညာနဲ့တိုက်ခိုက်တဲ့အခါမှာလောက်လွယ်တယ်ဟိုးအရင်တော့ပုံနာပုံညာလို့ရောလို့စောလို့ဆိုနာမည်ကြီးရယ်လीဒီအောက်လဲအသက်ပညာတွေလीနော်ရောလို့စောလို့ဆိုရဆရာကြီးတွေနေကြတယ်အောက်လဲနေပုံနာပုံညာတို့ဒါပေမဲ့အဲ့ဒီဘက်မှာအခုအဲ့ဒီကတချို့ဒါပညာတတ်တဲ့တချို့တက္ကသမားတွေနဲ့တွေ့ဆုံတဲ့ကဘုန်းကြီးကမေးတယ် တခါကြီးတို့ဒီအောက်လန်းပညာရက်ဒီရောစောကနမယ်ရမ်းကြည့်တယ်အခုဘလို့လဲအာဖဖုံးနေဆိုအခုတိတ်မစွမ်းတော့ပါဘူးတဲ့ဖျားတရားတွေပို့ပြီးလောက်လာကြတော့တဲ့အောက်လန်းနဲ့တိုက်တိုင်းလဲမအောင်မြင်တော့လူတွေလဲပို့ပြီးအမြင်ကျေလာတဲ့ခါကြတော့နော်ဒီဒီအောက်လန်းတက်တဲ့သူတွေလဲနဲလာပါပြီဗျာတဲ့တချို့လဲအောက်လန်းပညာတက်ပြီမလုတော့ဘူးတဲ့လုတ်လဲတိတ်မထီရောက်တော့ဘူးဖျားတရားနဲတဲ့သူတွေကုတုကောင်းမှုနဲတဲ့သူတွေဆိုရင်အောက်လန်းနဲ့တိုက်တဲ့မြတ်ထီရောက်တာနော်ကိုကစိတ်ကောင်းစေနာကောင်းရှိတဲ့သူတွေဆိုရင်တော့လုံးလုံးမလွယ်ပါဘူး ရှိထားရင်တော့မှဖော်ဖပြောတဲ့ဒီနည်းရတန်းဆောင်ရွက်အခုပျောက်လိမ့်မယ်ဒီမေကွန်ဖော်ဖမို့မေးတဲ့သူတော်တော်များတယ်များလို့အခုကြုံတော့ဖုံးတာတရားတော်နည်းနည်းရှေ့သွားပြီမောတဲ့တရားအာယူပြီးဟောပေးနေတာနော်အဲဟာဒါအားလုံးနဲ့တက်ဆိုင်နေတရားဖြစ်လို့ဖြည့်ပေးတာဖော်ဖုံးကိုယ်တိုင်လည်းဖော်ဖုံးကိုလည်းလုပ်တယ်ဖုံးကြီးအချင်းချင်းလည်းအောင်းလန်းနဲ့တိုက်တယ်ဖော်ဖုံးဆိုရင်ပို့ကြုံရတာပေါ့လူတွေကလည်းလုပ်တယ်ဖုံးကြီးကလည်းလုပ်တယ်ကြုံရတာပဲဒါမထူးဆန်းဘူးစာလည်းမဖွဲ့ဘူးဂရုလည်းမဆိုင်ဘူး နော်ကိုယ့်လုပ်ကိုယ်လုပ်တယ်မေတ္တာပို့တယ်တရားထုတ်တယ်ပရိယုတ်တယ်နော်အတို့တို့လုပ်တဲ့သူတွေပဲအခုဒုက္ခရောက်ကုန်ကြတာပဲသူတို့ဒုက္ခရောက်ပါစေလို့လည်းမရှိရပါဘူးနော်တချို့ဖဖို့အောက်လန်းနဲ့တိုက်တဲ့တကိုင်းကြီးဆိုအိမ်မှာမီးလောင်သွားဖဖို့အဲ့လိုမဖြစ်စေချင်ဘူးသူတို့လှုပ်ထားတဲ့အဲ့အင်းတွေကိုဖဖို့ကမီးရှို့လိုက်မယ်ဖနှောင်းနဲ့ပေါက်လိုက်သူတို့ဒုက္ခရောက်မှာမလုပ်ဘူးအဲ့အင်းတွေကိုဖဖို့ကပရိယေလေးပဲဖျန်းပေးလိုက်တာအဲ့လာကိုသူတို့အဲ့လိုဖြစ်မှာဆိုလို့အဲ့ရောတချို့နားလေတဲ့တချို့အောက်လန်းဒီအထက်လန်းလောဂီလိုင်းလောက်တဲ့ဖုန်ကြီးတွေဖဖို့လက်ထက်တွေအရောစားနားလေတယ် ချိန်မှလည်းအဲ့ဓာတွေကိုလည်းမီရှို့ပလိုက်တယ်အဲတန်မြတ်တို့ခံရလိမ့်မယ်မလုပ်ပါဘူးဘုံကမေတ္တာပဲပို့ပေးတယ်အဲ့ဒါတော့မှတို့ဒုက္ခရောက်ကုန်ကြဒုက္ခရောက်ပါစေလည်းမရှိရပါဘူးနော်ကျွန်တော်ပါတယ်ပြောလို့ဒါကနေရာတိုင်းရှိတယ်အဖြတ်ဆိုတာလေနော်ဘုံတို့ဒီအောက်လန်းအဆင့်လောက်မှပြောနေမန်နဲ့ကိုယ်နဲ့မန်နဲ့ဆိုတာနေပြည်တော်ထဲမှာအမြင့်ဆုံးတကူအကြီးဆုံးစင်းရင်းဝင်မန်နဲ့တောင်နှောက်ရက်နေတာဒီရေဆိုင်ခဲ့တဲ့သူကဘာမဟုတ်တဲ့အောက်လန်းလောက်ဆာမဖွဲ့ဘူးနော်အဲဒါကဓမ္မတွေကလည်းဒီလိုမျိုးဖျားပြပို့လို့ ဒါပြည့်စက်တဲ့တော့ရုပ်နော်ဒါပေမဲ့ကိုယ့်ကိုလမ်းဘေးမှာရှောက်ရင်းနဲ့ကိုယ့်ကိုဒါခလုတ်တိုက်တာလဲငါ့ကိုအောင်းလဲလုတ်တယ်လို့လဲသွားဆွဲမနေနဲ့ကိုယ့်ကိုနမောနမဲ့နော်ကိုယ့်ကိုအစားတော့မစင်ကြလို့နေမကောင်းဖြစ်တာလဲငါ့ကိုသူများအောင်းလဲလုတ်တယ်စိုက်ကိုကြီးလည်းမဖြစ်နဲ့ဟုတ်ပြီလားအစားတော့လဲစင်ကြဦးဒီမတဲ့တာရစားဘိုက်တွေအောက်တော့ငါဘိုက်တွေအပင်းများရှိသလားအဲ့လိုလဲဆွဲသွားလဲမဆွဲနဲ့ဦးဟုတ်ပြီနော်အဲ့ဆိုတော့အမူအရာတွေအပြောအဆိုတွေအားလုံးညံနေရှင်ပြီးစင်ချင်း ဒါဆိုရင်မောလည်းမောပြည့်လည်းပြည့်ဆိုပြီနော်နော်အဲ့တော့တရားသိမ့်မယ်နော်အဲကြံတဲ့မိကုန်းတွေရှိခဲ့ရင်လေဒါမနဲ့ပြန်ပပုတ်ရန်ကုန်ဆက်